်မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်ဘုံသတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီတုံမြင့်ဆောင်2025ချိန်မြောက်အစည်းအဝေးကျင်းပတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီတုံမြင့်ဆောင်2025ချိန်မြောက်အစည်းအဝေးကိုနိုဝင်ဘာ22ရက်မွန်လွဲပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံခမ်းမလေးတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်း ကော်မတီဒုတိယဥက္ကဋ္ဌစီဝါရဝင်ကြီးဦးမျိုးမြင့်အောင်ကော်မတီအတွင်းရေးမှူးရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခီးသွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးနန္ဒအောင်နှင့်ကော်မတီဝင်များဖြစ်ကြတဲ့ဆက်ဆက်ဌာနဆိုင်ရာများမှတာဝန်ရှိသူများခီးသွားလုပ်ငန်းတက်သည့်ပညာရှင်နှင့်ဟိုတယ်နှင့်ခီးသွားလုပ်ငန်းအသင်းအဖွဲ့ကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရပါသည်ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းက 2025-2026ဘဏ္ဍာနှင့်ဒုတိယလေးပဲ့အထိဆောင်ရွက်နိုင်ခဲ့တဲ့ခီးသွွားလုပ်ငန်းအခြေအနေနိုင်ငံသားသားဧည့်သည်ဝင်ရောက်မှုအခြေအနေနှင့် ခီးသွွားလုပ်ငန်းနယ်ပယ်ဝန်ဆောင်မှုအဆင့်တန်းကောင်းမွန်စေရေးလူဆန်အရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးတည်နှံများဖွင့်လှစ်ပေးနိုင်မှုအခြေအနေဟိုတယ်နှင့်တည်ခိုရိပ်သားများလိုင်စင်ဆိုင်ရာအမိန့်ညွှန်ကြားချက်များနှင့်အညီလုပ်ငန်းဆောင်ရွက်ရေးကိစ္စများ အလားအလာရှိတဲ့ခီးစဉ်ဒေတာအသစ်ဖော်ထုတ်နိုင်ရေးကိစ္စရများကိုတုံးသက်ပြောကြကပန်နာနှစ်အတွင်းအကောင့်ထဲပေါ်ဆောင်ရွက်ကိစ္စများနဲ့ပတ်သက်လို့လမ်းညွှန်မှာကြပါတယ်။အစီအဝေးမှာဟိုတယ်အစားအုပ်တည်ဆောက်ခွင့်2ခု၊ဟိုတယ်လုပ်ငန်းလိုင်စင်3ခု၊ဟိုတယ်လုပ်ငန်းလိုင်စင်တက်တန်းတူနဲ့ဝန်ဆောင်မှု50ခု၊တဲခုရေးသားလုပ်ငန်းလိုင်စင်တက်တန်းတူနဲ့ဝန်ဆောင်မှု15ခု၊တဲခုဆောင်လုပ်ငန်းလိုင်စင်အသစ်2ခု၊တက်တန်းတူ3ခု၊ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်ပြည်ရင်းပြည်ဝင်40ခု၊ပြည်ပ20ခု ခရီးလှည့်လည်ရေးပြည်ရင်းပြည်ဝင်တက်တန်းတူ182ခုပြည်ပ46ခုအလန်းညွန်လုပ်ငန်းလိုင်စင်တက်တန်းတူ154ခုပြည်ရင်းဖျားဘူးနှင့်ခီးသွွားဝန်ဆောင်မှုလုပ်ငန်းအသစ်7ခုတက်တန်းတူ၄ခုတို့အားအတည်ပြုပေးခဲ့ပါတယ်ဆလပီရှာကွန်တိုင်းဒေသကြီးတွင်2025-2026ဘဏ္ဍာနှစ်အတွင်းဆက်လက်ဖွင့်လှစ်မဲ့လူဆွမ်းအရေးမြင့်ဖွံ့ဖြိုးရေးတင်နယ်များဖွင့်လျင်ကိစ္စနှင့်ခရီးသွားမြင့်တင်ရေး website လွှင့်တင်ရေးဆောင်ရွက်နေမှုကိစ္စများကိုဆွေးနွေးကြပါသည်။ အစီအဝေးမှာလုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့တဲ့ဟိုတယ်နှင့်တည်ခိုရိပ်သားများမှဟိုတယ်လုပ်ငန်းကဏ္ဍရှင်းလင်းမြှုပ်နှံမှုပမာဏငွေကျပ်9898.953နဲ့လုပ်သားအင်အား223အတွက်အလုတ်ကင်ခွင့်လန်းများဖန်တီးပေးနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ။